ဒီကနေ့ကျွန်တော်ဖတ်ပြချင်တာကတော့တကော့ခေါ်တဲ့ online magazine တွင်ဖော်ပြထားတဲ့ကြပြဆရာမောင်တုံညရှက်ပုံသားလေးရေးသားထားတဲ့အသက်ကိုနှမျောတဲ့အချိန်မှာနှမျောရအောင်ဆိုတဲ့ကြပြပဲဖြစ်ပါတယ်အသက်ကိုနှမျောတဲ့အချိန်မှာနှမျောရအောင်ငါတို့လော်ခတ်ထွက်ရတဲ့ဒီခီးအတွက် လေလုံဖို့လူသေးတယ်ပဲ့ထိန်ကောင်းကောင်းလူသေးတယ်ဒိမ်မွေးတော့တဲ့ရောင်နီကမ်းမှာဇပယ်တွေနှင်းစီတွေအောင်တပြေတွေအစီအကြီးဖူးပွင့်ဆောင်နေပြီဘယ်သူမှ အာမငယ်ကြနဲ့လွမ်းစရာရှိရင် နာစရာတွေနဲ့ဖြေကြလူတွေကိုတရားဟောပြီး ကိုကိုတိုင်းတရားပြောက်သွားတဲ့အခါရေတံတွေကသွေးဆွရပါလိမ့်မယ်တခါတလေညာချမ်းရဲ့ပွဲတော် အုပ်တွေဟာရင်ကောင်တဝီဝီ ဖြစ်ချင်းဖြစ်မယ်အနာဟာ အနာပါပဲမျက်ရည်တွေသွေးဆက်တွေအနာက နိုင်ငံတော်ပေါ်မဖိတ်ကြစေနဲ့အစာကလေးက ဒီပင်လေဟာဒုက္ခတွေစံပြန်တက်ဖို့သမိုင်းဟာငါတို့ကိုတာဝန်ပေးခဲ့ပြီသားငါတို့မှာလိုင်းလာလာလေးတွေမြင်ရဖို့ကြောက်ဆောင်နေခိုင်မိပုံးပဲ့တာတွေရှိမယ်မချိမဆန်ခံစားရတဲ့နာကျင်မှုတွေရှိမယ်ကျင့်ပြီးသားတရားတွေစုပ်ပြီးသားလက်သီးတွေ မာနတို့ရဲ့ခြေထုံးမှုနဲ့အရှုံးပေးလို့မဖြစ်ဘူးဆရာနိုင်မြမပြောသလိုအသက်ဆိုတာနှမျောတဲ့နေရာမှာနှမျောရတယ်နှမျောမတဲ့နေရာမှာမနှမျောရဘူးဤကြီးဟာဘလောက်ပဲမုံတိုင်းထန်ထန်ငါတို့လိုချင်တဲ့ရောင်ဒီကမ်းမမရောက်သေး၍ငါတို့ရွက်လွင်ရအောင်မယ်တတ်ဆုံး ဖွင့်ရအောင်မယ်မင်းခြေတော့တစ်ဖက်ငါလက်တစ်ဖက်သူ့ကောင်းတစ်လုံးအမင့်နှလုံးသားတစ်စုံအဖစ် အသက်တစ်ချောင်းငါတို့တယောက်တိုင်းမှာကြောပိုးလွယ်ထားကြတယ်ရင်နာစရာကြေကွဲတန်စဉ်အစစ်စစ်တွေမကြကွဲဘူးတရင်ရှိကြဒီချိန်ကြမှာ မလုံမရှင်တော့တဲ့ကျဲတွေ အသက်ရှူကြလို့မဖြစ်ဘူးတောက်ပပြီးသားကျယ်ရီအတွက်လာကြငါတို့တက်ဆုံဖွင့်ရွက်လွင်ကြရအောင်ငါတို့လောကထွက်နေတဲ့ဒီခီးအတွက်လေလုံဖို့လိုသေးတယ်ပဲ့ထိတ်ကောင်းကောင်းလိုသေးတယ်အသက်ကိုနှမျောတင်တဲ့ချိန်မှာနှမျောရအောင်မောင်တုံညရှက်ပုံသားလေး